မင်္ဂလာပါပြီးရင်ပြည်သက်မယ်ခင်ဗျာဒီနေ့ဆွေးနွေးခွဲရတယ်ကျွန်တော်ဖိကော့တာသူကတော့အဲ VO ရဲ့အမကပြည်သက်လို့ပြောနေတယ်ရှင်းနေဦးအကြည့်မြင်ဖြစ်ပါရဲ့ဗျဆွေးနွေးမဲ့အကြောင်းအရာတော့ VO နဲ့ RP ပေါ့နော်ဒီ trend အစိုးရကနေပြီးတော့ကျွန်တော်တို့ရဆိုင်တော့ပေါ့ဗျ VO ဆိုခုအတန်မှာလွှတ်တာကျွန်တော်တို့14ရက်နေရစားပြီးတော့3ရက်ရှိပြီဟိုဒီလိုပြောဆိုရတယ်ပတ်သက်ပြီးတော့ကျွန်တော်ပြည်သက်တွေရဲ့အမြင်ပေါ့ဆွေးနွေးတင်ပြတော့ဖို့ဖြစ်ပါရဲ့ဗျဟောမင်္ဂလာပါဦးအကြည့်မြင်မင်္ဂလာပါခင်ဗျာဟုတ်ကဲ့ ဆိုတော့ VOA ကိုဗျာပထမတော့ဒီနှင်းရှင်းဆက်လို့ရှိရောဒုတိယကမ္ဘာစစ်တည်းပေါ်လာတယ်ဗျာ VOA ဘယ်တဲ့အစားနားထောင်လဲဘာကြောင့်နားထောင်လဲဆိုတော့အကျဉ်းယူပြီးတော့အရင်ပြပါဦးတော့အော်ကျွန်တော်က1980ခုနှစ်မှာစပြီးတော့နားထောင်တာအဲ1960နှစ်မှာအာနာသိန်းနေတော့ဆို60နှစ်မှာအာနာသိန်းပြီးတော့ကျွန်တော်တို့ကတော့အဲ့တော့26နှစ်ပေါ့ဗျာအဲ့ဒီမှာ ဟိုလာလောက်တာပေါ့နောက်ကျွန်တော်ရန်ကုန်1960နဲ့အဲခွန်မှာကျွန်တော်ရန်ကုန်ရောက်လာတဲ့အခါကျအဲဟိုတော်တော်လေးပေါ့ဗျာဟိုတက်နဆက်ဆက်နဲ့ဟိုတော်တော်ကိုနိုင်ငံရေးတွေရောစာတွေရောဖတ်ဖြစ်လာပြီပေါ့အဲ့ဒီအချိန်မှာ VOU စာနားထောင်တယ်ဘာလို့နားထောင်ဖြစ်တာလဲဆိုတဲ့အခါကျပေါ့အခုဆိုရင်ကျွန်တော်နားထောင်လို့လေတက်တန်းက80နဲ့ sorry 55နဲ့ရှိသွားပြီ55နဲ့ရှိသွားပြီ ဲ့တော့ဘာလို့နားထောင်ပြတာလဲဆိုတော့ဟိုကျွန်တော်တို့ကဘယ်လိုပြင်တော့ကျွန်တော်တို့ကပိုးတော့ကဥနုခေတုံကဟိုသတင်းစာစာမျက်စင်းလွတ်လပ်ခွင့်ရှိတော့ပြည်တွင်းမှာပဲသတင်းတွေရတယ်လေမနေ့မိုးလင်းဆိုရင်တပိတ်ဆိုင်မှာထိုင်လဲလို့ရှိရင်သတင်းစာပေါင်းစုံဖတ်လိုက်အဲ့တနေ့စာအတွက်သတင်းတွေလုံလောက်သွားပြီဒါမလို့အဲ့အာနာသိပြီးနောက်ပိုင်းမှာကျတော့အကုန်လုံးကိုပိတ်ချလိုက်တဲ့အခါကျကျွန်တော်တို့ကပြည်တွင်းသတင်းတွေကိုပြီးမှအနေလှန်ယူနေရတယ်ကိုပြည်တွင်းကို ဟိုကျွန်တော်တို့ရည်စရာပြောရမယ်ဆိုရင်တော့အတို့ရင်ဘာရင်ချက်လဲဆိုတာဟိုဘက်ကြီးလှမ်းပေးနေရကိုယ့်ရင်ဘာရင်ချက်လဲဆိုဟိုဘက်ကြီးလှမ်းပေးနေရကိုယ်ကမသိတိခွင့်မရှိတော့ဘူးအဲ့လိုဘဝဖြစ်သွားတာပေါ့နော်အဲ့မှာကျွန်တော်ကကိုယ်ပြည်ရင်းသတင်းတွေကိုပြပမှာအဲ့ဒီလှမ်းယူရတဲ့ဘဝအောင်ရောက်သွားတာအဲ့ဒီကနေစပြီးတောက်လျှောက်နားထောင်လာဒီနေ့ဒီပါဟုတ်ကဲ့ဟုတ်ကဲ့ဆိုအခုရောအခုအခုရောအခုအခုကျွန်တော်ပြောနေချိန်မှာဘာလို့အခုက digital key လို့ social media ခဲ့လို့ပြောနေကြတော့ဆရာတို့ကဒီမနေ့ချို့ကဟိုနေ့ကပြောတာမနေ့စောစော6နိုင်ပြီးရောစောစောတွေ့တာ6နိုင်မှာလက်ရှာရင်းနဲ့နားထောင်ရပရိသတ်မနေ့ဘူးလို့ပြောတယ်ပြအခု internet ပေါ်တဲ့ခင်မောက်ရေဒီယိုနားထောင်လို့ပဲလားဆရာအခုကြတော့ headset နဲ့နားထောင်တာပေါ့ကျွန်တော်တို့ကဟိုတုန်းကကျွန်တော်တို့ကလွန်ခဲ့တဲ့ဟိုဟာပေါ့ဟိုဦးတန်းရွှေအာနာသိမ့်ပြီးတခစ်လုံးပေါ့ဗျအဲ့ဒီတလျှောက်လုံးကျွန်တော်တို့ကရေဒီယိုလေးနဲ့ လူရဲအကိုစီနဲ့ပဲကန္နာလာမှာကျွန်တော်တို့လမ်းလျှောက်ပြီးဆိုရင်လူတိုင်းမှာဗီဒီယိုလေးလေးကြိုင်လို့ပဲလေအဲ့လားအဲ့လားနားထောင်ပြီးသတင်းဖလှယ်ရတာအဲ့လားမှာနားမထောင်လို့ရှိရင်ကျွန်တော်တို့ကဘလို့မှကိုဟိုဟာပေါ့ဗျာခစ်ကိုအမိမလိုက်နိုင်တော့ဘူးပေါ့နော်အဲ့လိုဖြစ်သွားတော့အဲ့တော့အားလုံးရေဒီယိုလေးလေးကိုစီဝယ်ရတယ်ကျွန်တော်ဆိုလို့ကြည်ဒီနေ့ဒီရေဒီယိုအားလုံးနေရှစ်လုံးလောက်ရှိတယ်ရှစ်လုံးလောက်ရှိတယ်အဲအဲရှစ်လုံးလောက်ရှိပြီးတော့အဲ့ဒါလေးကတော့ကောင်းတာလေးကောင်းတာလေးနှလုံးလောက်ရှိသေးတယ်ပေါ့ဗျာ အဲ့ဒါအခုကြတော့ကျွန်တော် handset နဲ့နားထောင်တာနော်အဲ့လိုနားထောင်တဲ့အချိန်တော့ကျွန်တော်ကတော့အဲ့လိုဖြစ်သွားပါတယ်အဲ့လိုပါတချို့ကပြောကြတယ်ဗျဟိုဟို VOA RF မရှိလဲဖြစ်ပါတယ်ဟာအဲ့ဒါလုံးဝမဟုတ်ဘူးဗျအဲ့ဒါမဟုတ်ဘူးကျွန်တော် radio မရှိလဲဖြစ်ပါတယ်လို့ပါတယ်အဲ့ဒါမဟုတ်ဘူးကျွန်တော်ပြီမှမှာဆိုလို့ပြီနေတယ်မှာဆိုလို့ရှိရင်ကရားတို့ချင်းတို့ရခိုင်တို့အဲ့လိုပေါ်ပြဝေးလံခေါင်းမာတဲ့နေရာတွေမှာ ရေဒီယိုပဲအားကိုးရတယ်ဒီနေ့ဒီရေဒီယိုအားကိုးရတယ်เนาะတိတ်ချက်ပေါ့နောက်ပြီမာကြီးမှလည်းပဲကြီးလက်တီပေါ့ဗျာအမအထုပြင်အညာဒေတာတွေအဲ့နေရာတွေမှာပြိရေဒီယိုလားထောင်ရတော့အဲ့တော့ရန်သူနဲ့အရန်နီးနေတယ်ပေါ့အရန်နီးနေတဲ့အခါမှာတရင်ကလည်းသိကျင်တဲ့အခါမှာဒီတက်ကေရေဒီယိုလေးသေးသေးလေးတွေပဲသုံးရတာအားကိုးရတာပဲအဲ့ဒါမလို့ဒီရေဒီယိုမရှိမဖြစ်ဘူးဆိုတာအလုံးဝမဟုတ်ဘူးဗျာဒီနေ့အထိရေဒီယိုရှိနေရတော့မှာပဲလို့အဲ့လိုပြောကြည့်ပါလေဗျာ ဟုတ်ကဲ့ဟုတ်ကဲ့ဆိုဆရာကိုလည်းကျတော့အခုဟိုပါဗောရေဒီယိုခေပြောင်းသွားတဲ့ခါကျတော့အခုအင်တာနက်အနေနဲ့သတင်းရတာပေါ့ဆရာအဲ့ဒါကိုပြောပြတယ်ကျွန်တော် headset headset ခလေးနဲ့ internet ကနေရတာဗောဟုတ်ကဲ့အော်ဟုတ်ဟုတ်ဘာကွာလဲဗောနော်ဆရာတချို့ကလည်းပြောတယ်ဗျာ internet ခေအခုခေပြောင်းသွားပြီဗောရေဒီယိုခေမဟုတ်တော့ဘူးခေရဒီအဲ online ခေပေါ့နော် social facebook ပေါ့ဗျာဘာကြီးပါဆိုတော့ facebook မှာသတင်းကနေသိရင်မိနေလဲများတပြင်းကြီးရတဲ့ခါကျတော့ radio ခေမဟုတ်တော့ဘူးလို့ပြောကြတယ်ဘာကွာလဲဆရာ အကွာတာဘောကျွန်တော်တို့ handset ကလေးတွေကြားတဲ့ခါကျတော့ဟို VPN ခံခံရတာတွေရှိတယ်နောက်တစ်ခါကျွန်တော်တို့ဟိုပါလေဟိုဟိုဒင်းမော်ဗျာဟို VPN တော့မဟုတ်ဘူးဗျာဟိုဟိုဒင်းမော်သူတို့လွှင့်ပေးမှာသူတို့ပိတ်ထားလို့ရှိဖွင့်လို့မရတော့ဘူးလေကျွန်တော်ရုပ်တရက်ကြည့်လို့မရတော့ဘူးအဲအဲ့ဒါပေါ့ဗျာဒီကျွန်တော်တို့ဒီမှာဆိုအများဆုံးခံရတယ်အထူးဖြင့် VPN plus နောက်တစ်ခါဟိုဟိုဒင်းမော် ကျွန်တော်တခုမေ့နေလို့အခေါ်အဲ့ဒါကိုပိတ်ထားလိုက်လို့ရှိရင်ဟုတ်ဟုတ်အဲ့ဒါကိုတခုပိတ်ထားလိုက်လို့ရှိရင်ကျွန်တော်ဘာကြည့်လို့မရအောင်အဲ့လိုရှိတယ်ဒါကြောင့်မလို့ရေဒီယိုဟာရေဒီယိုဟာအသစ်ဆောင်ထားရတယ်ပေါ့နော်အဲ့လိုတော့ရှိပါတယ်ဟုတ်ဟုတ်ဟုတ်ဟိုကြံလာတော့သူတို့သူတို့ပိတ်ချင်အားလာပါတယ်ပိတ်ချင်အချိန်မီပိတ်လို့ရတဲ့သဘောရှိတော့ပေါ့နော်အဲ့လိုပေါ့ဟုတ်တယ်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 ဟုတ်ကဲ့ဟုတ်ကဲ့နောက်ကျွန်တော်မေ့ချင်တာဒီ ဒီ BOE တို့အားဖေးဆိုဗျာဒီအမေရိကန်အစိုးရရဲ့ထပ်ပန်းငွေနဲ့ဒေါ်လာသန်းလက်ချီ run တာလေကြံတဲ့ social media တွေကကိုယ့်အကူဟိုဝင်ငွေကြော်ညာငွေလေးနဲ့ run ရဆိုတော့ background မတူဘူးလေနောက်ဟိုကောင်တွေဟိုဟိုဟာတွေကခုနပြောသလိုဗျာဆရာတို့ဟိုဒုတိယကမ္ဘာစစ်တဲ့ trailer ဆိုတော့အစင်လာရဩဇာရှိတာပေါ့ဆိုတော့အဲ့ဒီသတင်းပေါ်မှာရောဆရာဒီ social media မှာရတဲ့သတင်းနဲ့အဲ့ခုနကအခုတော့ internet ပဲဆိုဆိုပေါ့နော်သူတို့လည်း internet တွေကလွှင့်နေတာပဲဆိုတော့ကြောက်အဲ့ VOE တို့အားဖေးတို့ကရတဲ့သတင်း ဘယ်လိုခေါ်လဲယုံကြည်စိတ်ချမှုလားဘယ်လိုပွားလဲထင်လဲတိတ်ကယုံကြည်စိတ်ချမှုကတော့ဟို VOA တို့ RFA တို့ BBC တို့ကလွှင့်နေဆိုကျွန်တော်တို့ကအများစုကြီးကဒါယုံကြည်လိုက်တဲ့သတင်းတွေပဲဆိုပြီးတော့ကျွန်တော်ဒီလိုပဲတတ်မှတ်ကြပါအထူးသဖြင့်ကျွန်တော်ဆိုရင် BBC ကိုတော်တော်လေးကိုဟိုမြင့်မြတ်နုံနုံနဲ့နားထောင်နေပေါ့သတင်းဥတွေပေါ့ BBC ကိုတော်တော်တော်ပိတ်လိုက်မယ်ဆိုတော့ကဆိုလို့ရှိရင်ကျွန်တော်ကြားတယ်ဗျဒါလည်းနောက်ပိုင်းမှာ confirm ဖြစ်ပါ ဥနေဝင်ကိုယ်တိုင်ကမြစ်တရက်ခတ်နေတယ်ကျွန်တော်ဘိတ်ပီစီမြန်မာပိုင်းအစီအစဉ်တော့မပိတ်ပါနဲ့ဗျာလို့အဲ့လိုမြစ်တရက်ခတ်နေတော့ကြားတယ်သူတယောက်ပြီးရောက်တဲ့အခါမှာလည်းပဲအဲ့လိုဟိုဦးလေးမောင်ဟဲ့လေးမောင် BBC ဖို့မှာกว่าလို့ပြောတယ်အဲအဲ့လောက်ထိပေါ့ဗျာကျွန်တော်တို့ကသူကိုယ်တိုင်ကအိုင်ငါရသတင်းတွေပေါ်မှာအားကိုးရတယ်ထို့နည်းတူပဲကျွန်တော်ပြည်သူတွေကလည်း BBC VOA RFA ကိုတန်းတူပဲကျွန်တော်တို့ကအဲဟွာပေါ့ဗျာအလေးထားပြီးနားထောင်ရ ဒါပြင်ဘာกว่าလဲမိတဲ့ခါကျဟုတ်ကျွန်တော် VOE ရဆိုရင်ကျွန်တော်မှတ်မှတ်ရရပြောပါအောင်ဆိုလို့ရှိရင် VOE ကိုကပြောမယ်ဆိုလို့ရှိရင်တော့ဥောက်ခင်ရမြမအကြီးပေါ့ဥောက်ခင်ရမြမအကြီးသုံးသပ်ချက်တွေပေါ့ဗျာနောက်ဥကျော်ဇန္နာရဲ့တင်းဆောင်းမာတွေနောက်ကမ္ဘာမီဒီယာကဏ္ဍတွေเนาะနောက်တစ်ခါကျွန်တော်တို့ဟိုအခု1020ကြာသွားပြီပေါ့ဗျာဟိုဟိုကိုအောင်မြင့်ဟို ကောင်းမြင့်ဥအောင်မြင့်စီသူအောင်မြင့်ဟုတ်ကဲ့စီသူအောင်မြင့်စီသူအောင်မြင့်ရဲ့ဆောင်းပါးတွေဆိုလို့ရှိရင်အဲ့ဒါတွေဆိုလို့ရှိရင်ကျွန်တော်တလေးတစားစောက်နားထောင်ရတာနော်တကယ့်ကိုစနစ်တကျကြကြနန္နရဆက်လောက်ထတာပေါ့ဗျာအတော်စားစုကြည့်ကိုယ်တိုင်ကလည်းအဲ့လိုပြောတယ်အဲ့ဒီကဏ္ဍတွေတူတေချာဖြူဆိုင်နားထောင်တယ်လို့တော်စားစုကြည့်လည်းပြောမှုတယ်ဗျာအဲ့အဲ့လောက်ပေါ့ဗျာဟိုတန်မှုကြီးတယ်ပေါ့နော်အဲ့လိုတန်မှုကြီးတယ်အဲဒီလိုဟာမျိုးတွေထူကြကြတာပေါ့ ဟိုနောက်ပိုင်းကြတဲ့ခါကျတော့ဟိုပေါ်ထွက်လာတဲ့မီဒီယာတွေကဟာလာဟိုလူပြေတော့က RF ပေါ့လေ RF ရကခုဆက်လွင်နေတော့မယ်ဘရော့ပိတ်ခံမတော့မသိဘူးပေါ့လေဆက်လွင်တော့မယ် RF ရနေစကဝိုင်းနေပါလေပေါ့ဆိုရင်တော်တော်ကိုတို့လေးလေးဆက်သားနားထောင်ရတယ်လို့အဲ့ဒီလိုအဲ့ဒီလိုရပါတယ်ခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့ဗျာအခုတော့ပိတ်တော့မှာပေါ့နော်ခုနကခု VOE ဆိုအဲ့ဒီနေရက်ဆလေးနေရက်ခုဒီ ဟိုအတန်မထွက်တော့ဘူးလေနော်။အောက်ဖေကတော့ဆက်လွှင့်နေတယ်ဒါပေမဲ့ပိတ်ခံဖို့ဒါမှမဟုတ်လဲရှော့ခံဖို့မဖြစ်သလောက်မဆူသလောက်သဘောလည်းပဲဆက်ထားမယ်သူလို့ကျွန်တော်အဲ့လိုနားလည်ရတယ်။ဆိုတော့အဲ့တော့ဗျာဘယ်လိုပြောမလဲကျွန်တော်ကျွန်တော်နှုတ်တွက်လိုက်ရခု၃နှစ်၄နှစ်ကျော်လာပြီကျွန်တော်ပထမပိုင်းကပြောတယ်တရူတို့ဟိုရုရှားတို့ကစစ်ကောက်စီထောက်ခံတယ်အမေရိကန်ကကျွန်တော်တို့တော်လိုင်းရထောက်ခံတယ်လို့ထင်ရပေမဲ့အခုထွန်းတက်လာတော့ချိန်ရပို့ဆိုးတော့ပို့မထောက်ခံလည်းပြအခုဟိုကျွန်တော်မီဒီယာတွေပါပိတ်တယ်ဆိုတော့ နောက်ရှက်သလိုတော့ဖြစ်လာတဲ့သဘောရှိတယ်ဆိုတော့ Twitter ဆိုတာပုံမှန်ဒီပရိသတ်တယောက်ကျွန်တော် VOE ပရိသတ်တယောက်အနေနဲ့ရောအခုတော်လိုင်းမှာ update ထုတ်ခိုင်းနေတဲ့လူတယောက်အနေနဲ့ရောဘယ်လိုများပြောချင်လဲဆရာဟိုကျွန်တော်တို့ຫນွေဦးတော်လိုင်းရေးကတော့ဟိုဟိုຫນွေဦးတော်လိုင်းရေးအလွန်အားကိုးရတဲ့သတင်းထဏာကြီးတွေပါဒီ VOE တို့ RFA တို့ဆိုတာကြီးရတယ်အလွန်အားကိုးရတဲ့သတင်းထဏာကြီးဒါမှမဟုတ်ကျွန်တော်ပြန်လာမယ်လို့စိတ်ထဲမှာတော့အဲ့လိုယုံကြည်နေတယ်ဗျ ဘာဖြစ်လို့ဟိုကျွန်တော်မှခိုင်မာတဲ့အချက်တွေတော့ရှိပါတယ်ကျွန်တော်ယုံကြည်တဲ့အချက်တွေကျွန်တော်ပြန်လာမယ်လို့ယုံကြည်တယ်ပေါ့နော်ယုံကြည်တယ်နောက်တစ်ချက်ကတော့ဗာလဲဆိုတဲ့အခါကျတော့အခြားမီဒီယာတွေကလည်းကျွန်တော်တော်တော်အားကိုးလို့ရလာတော်တော်လေးအားကိုးလို့ရလာပြီပေါ့နော်ဟိုတဲရိုင်းတို့အစာမထိုးနိုင်လေဆိုတာမျိုးမဟုတ်တော့လဲပဲတော်တော်လေးအခြားမီဒီယာလည်းအားကိုးလာရတဲ့ကြောင့်လို့ကျွန်တော်ຫນွေဦးတော်လိုင်းကြီးကဘာမှစိတ်အားငယ်စရာဖြစ်တော့မသွားပါဘူးဒီဒီချက်လည်းကျွန်တော်ပြောချင်ပါ ောက်ချက်ကတော့ဗာလဲဆိုတော့အခုဟိုခက်ကတော်တော်ခီးမီလာပြီညကျွန်တော်တို့ကတော့အသက်80ဗျာအသက်80တဲ့တော့ဒါတော့ဒိတ်အောင်နေပါတယောက်နေမှကြိုးစားပြီးတော့အာဒီစစ်အာဏာရှင်ပြုတ်ကြအောင်ဒီတော့ငါတောက်ခံထားအောင်ပဲဆိုပြီးတော့ဟိုကျွန်တော်ကြိုးစားပြီးတော့လေ့လာသင်ကြားသင်ယူနေရတယ်ပေါ့ဆိုတဲ့အခါကျတော့အခုခက်ကကိုဖုံးကိုကိုထောင်းပြီးတော့လဲတန်လွင့်လို့ရနေပြီဗျာကိုဖုံးကိုကိုထောင်းပြီးတော့အတန်လွင့်လို့ရတယ်ခင်ကျွန်တော်တို့ကတော့မလုပ်တတ်ပါဘူးအဲ့လိုခင်ပြီးရောက်နေတော့ တည်င်းနေရတော့မပြတ်စင်းစင်းနေလိမ့်မယ်လို့ကျွန်တော်ဒါယုံကြည်တဲ့အကြောင်းပထမပြောချင်ပါတယ်ဒုတိယကတော့ trap နဲ့ပတ်သက်တာ trap နဲ့ပတ်သက်တာတော့ဘာလဲဆိုတဲ့အခါကျ trap ကအစင်တန်းရှိတဲ့နိုင်ငံကြီးကောင်းဆောင်တယောက်တော့မဟုတ်ဘူးလေအစင်တန်းရှိတဲ့နိုင်ငံကောင်းဆောင်တယောက်တော့မဟုတ်ဘူးအမေအမေကတော့ပြောကွာသူ့အပြန်အမဟုတ်ဘူးကျွန်တော်တို့လဲဗျာခမရဟလာ160နှစ်လောက်တည်းကအာနာသိန်းခေတ်ကိုမိလာပြီးတော့ ငယ်ချင်းသား6ကျင်းလောက်ကြာလာပြီးတော့နိုင်ငံတော်ဆိုကဝန်ထမ်းပြန်နှံ့အရာကြီး28နဲ့လောက်လာတယ်ရှင်းနေလောက်တယ်လည်းပဲ40နီးပါးလောက်ရှိလို့နော်ဆိုတဲ့အခါကျကျွန်တော်လက်စုံတရားတော့အဲခတ်တတ်ပါလေညာအဲ့လောက်ကြီးတော့မညံ့တော့ဘူးစာရီလည်းအများကြီးဖတ်တာပါနော်ရည်ရင်းပြပါဆိုတော့ trend ကအစင်းတန်းရှိတဲ့နိုင်ငံသမားတိအောင်မဟုတ်ဒါတော့ကျွန်တော်အစ်ပြတော့အလုံးလက်စားချေခြင်းနဲ့လူရန်ညိုးကြီးတဲ့လူအာဃာတကြီးတဲ့စီပေါ်အရေးလမှာတက်တက် အဲ့မှာအခု VOA ရော RFA ကိုဒီပိတ်လိုက်တာတွေပါဝင်ပေါ့အတော်များများကလက်စားချီလာသူတေးထားတာလေဒါမလုပ်သင့်ဘူးပြဒါတွေရတယ်အဲ့ဒါအများပြည်သူအကျိုးကဘာပြည်သူအကျိုးအတွက်သူဒီလိုလုပ်သင့်ဘူးသူနဲ့ပေါင်းတဲ့ Elon Musk ဆိုတဲ့ကောင်လည်းမြောက်ပေးတယ်အာဒါတွေကမလိုပါဘူးလို့ပါလို့အဲ့လိုမြောက်ပေးတာတွေရှိတာကိုသူယုံနေဗျအဲ့တော့အရေးချင်းရှိသူအောက်မှာပဲအရေးချင်းရှိသူကလည်းရှိတာဗျ အရင်ချင်းစီသူအောက်မှာပဲအရင်ချင်းစီသူကလည်းရှိတာခင်ဗျာလူတော်တယောက်အောက်မှာလူညံ့တယောက်မရှိနိုင်ဘူးအဲအဲလူညံ့လူညံ့ချင်းပဲလူညံ့အောက်မှာလည်းလူတော်ဘာမရှိဘူးလူညံ့လူညံ့ချင်းပဲဖြစ်တာဆိုတော့သူတို့ချင်းမြောက်ကတော့အခုဟိုကိုက်တုံနေတာပေါ့ဗျအခုပဲအီလိုမက်ကိုအသက်အန္တရာယ်ချင်းချုပ်စာတွေအများကြီးဝင်နေပြီနောက်သူ့ကုမ္ပဏီကလည်းအရှုံးကြီးပေါ်လို့ဖတ်ကုန်ကြပြီရှယ်ယာတွေလည်းနှုတ်ကြပြီဟိုကျွန်တော်ထင်နေပြသူတို့ဒီဘေး ဟိုသူတို့တဘာပြုတ်มาပါဝင့်လဲมาပါเนาะအဲ့တော့ကျွန်တော်က trend နဲ့ပတ်သက်လို့ဟိုနှိကုတ်ချုပ်ပြောနေတာတော့ तू ကကျွန်တော်တို့ဆယ်ကျော်သက်အသက်20လောက်အရွယ်ရှိတယ်ဆယ်လီတယောက်လို့ဖြစ်ရင့်ကျက်တယ်လို့ကြီးပြောနေမတူဘူးဆယ်လီတယောက်အစင်ဖြစ်အဲ့ဒါတော့ကျွန်တော်မြင်တာပေါ့เนาะဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့ဆရာအခုပရိသတ်တယောက်နေနေပေါ့လေကျွန်တော်တို့အဓိက VOE အာဆရာတို့ခဲ့တော့ VOE ခဲ့ပေါ့ ဆိုတော့ပြန်ဘယ်လိုခေါ်မလဲကျွန်တော်တခြားမီဒီယာတွေရှိပြီမှာဗျာဒီဟာတွေကအဆွေရထောက်ပတ်ခြင်းနဲ့ဆိုတော့ခိုင်တာပေါ့နော်ကျွန်တော်စိတ်ချရတော့စင်လာလဲကြီးတယ်ဆိုတော့အဲ့ဒါကိုပြန်ထွေးစေချင်တယ်လားအဲ့ဒါကိုဆိုရတယ်အဲ့ဒါကိုဒီကိုချက်ပြောပါအာကျွန်တော်ကတော့ဗျာကျွန်တော်55နှစ်လောက်ဟုတ်လားဘတ်တကူလေးလာနားထောင်လာလား RFA ဆိုလဲစဖွင့်နေရဗျာဟိုလွတ်တော်ကိုတင်နေရ RFA ကို ဟိုလောက်ခွင့်ပြုပါလို့လွတ်တော်ကိုတင်နေရစနေရနေဒီနေ့အထိနှစ်ပေါင်း30လောက်နားထောင်လာတာ RF ဆိုလဲနော် VO ဆိုလဲပဲ90ခုနှစ်တည်းကစနားထောင်လာ55နေရှိပြီဆိုတော့ဒီမီဒီယာကြီးတွေကကျွန်တော်ကမနဲ့မိုးလင်းဆိုရင်အဲ့ဒါနားမထောင်ပါပဲနဲ့ကျွန်တော်ကလက်ဖက်တော်မသုံးနိုင်ပါဘူးဗျာတော့ဘာမှတော့မစားနိုင်ပါဘူးအဲ့ဒါကိုအရင်ဆုံးနားထောင်ပြီးတော့မှကျန်တဲ့အုပ်တွေလုပ်ဖြစ်ပါအဲ့တော့အဲ့ဒီဟာမီဒီယာကြီးတွေဘုတော့ကျွန်တော်တို့ဟလာအများပြည်သူအကျိုးအတွက် ကဘာပြည်သူအကျိုးအတွက်ပြန်ပေါ်ထွန်းလာစေချင်တယ်လို့ကျွန်တော်ဒီလိုတော့ဆန္ဒပြုပါတယ်ဗျာဆန္ဒလည်းလည်းစိတ်ထဲလည်းရှိပါတယ်နော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါဗျာရှင်နေဦးရှင်နေကျေးဇူးတင်ပါ